လက်စားချေဖို့အတွက်ဝိညာဉ်ဘဝနဲ့ပြန်လာခဲ့တဲ့လူသက်သမားမင်္ဂလာပေါင်းတဲ့ခံကြောင်းတဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆိုချန်နယ်ကနေဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့သူ့ကိုတတ်ခဲ့တဲ့လူတွေကိုလက်စားချေဖို့ဝိညာဉ်ဘဝနဲ့ပြန်လာခဲ့တဲ့လူသက်သမားအကြောင်းရိုက်ကူထားတဲ့ Black Phone 2ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကိုကြည့်ရှုအားပေးကြပါဦးခင်ဗျာဇာတ်လမ်းလေးရဲ့ဆက်မှာတော့ကိုလိုရာဒိုပြည်နယ်1958ခုနှစ်ကခန်အေဗိုင်းရေကန်စကန်နာမှာဟိုတယောက်အများဆုံးတယ်လီဖုန်းတစ်လုံးကနေပြီးတော့ဖုန်းခေါ်ဆိုလိုက်ပါတယ် ူကအထူးသန်းတဲ့အိမ်မက်တွေထဲမှာရေခဲတဲ့ထွင်းထားတဲ့ဒီဖုန်းနံပါတ်ကိုတွေ့ခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီနောက်သူကတပတ်လူရဲ့ကိုရေးချက်လက်ကိုမေးဖို့ကြိုးစားပေမဲ့ဟုတ်ကပြတ်တောင်းပြတ်တောင်းနဲ့ဆူညံနေတဲ့အတန်ကိုပဲကြားခဲ့ရပါတယ်။အဲဒီတန်ကရုတ်တရက်ကျဲလာတဲ့အခါမှာတော့သူကပုံချပြစ်လိုက်ပါတယ်။နောက်တစ်ခါမှာတော့1982ခုနှစ်အရီဘာမြို့မှာဖီနီကအတနာခံနေတဲ့ကလေးတယောက်ကိုထိုးချိန်နေပါတယ်။သူညီမကွန်ကအော်ရတဲ့ဒီဖီနီကမရက်ဘဲနဲ့စတိုက်ကိုထိုးချိန်လိုက်ပါတယ်။ ဲနောက်မှာတော့ကွမ်ကဗင်နီကိုဘာဖြစ်ခဲ့တာလဲလို့မေးတဲ့အခါမှာတော့အဲဒီကောင်လေးကအရင်ရန်စတာဖြစ်ကြောင်းဖင်နီကပြောခဲ့ပါတယ်။တကယ်တော့လွန်ခဲ့တဲ့၄နှစ်က Grabber ဆိုတဲ့လူသက်သမားကိုအနိုင်ယူပြီးတော့ဖင်နီကလူမိုက်ပေါက်စားဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲသူတို့စီကို Grabber လက်ချက်နဲ့နဲ့နာသူတွေတဲကတယောက်ရဲ့အကိုဖြစ်တဲ့အာနီရောက်လာခဲ့ပြီးတော့ကွမ်ကိုဖြောပြီးပွဲတစ်ခုကိုဖိတ်ခေါ်နေပြီးတော့ကွမ်ကလည်းသဘောတူခဲ့ပါတယ်။အဲ့ညမှာတော့ဗင်နီကအိမ်မပြောတဲ့အတွက်အပြင်ထွက်ပြီးတော့ဆက်လက်တောင်းခဲ့ပါတယ်။ သူကကြုံတွေ့ခဲ့ရတဲ့စိတ်တန်ရာရပွဲဖြစ်ဖြစ်တွေကိုပဲတတိယနေပြီးတော့ဂရဘာကသူ့ရဲ့ခြံနောက်ဘေးမှာယက်နေတယ်လို့တော့ထင်အောင်ထင်မှားဖြစ်နေခဲ့ပါတယ်။ကွမ်ကသူ့ကိုဆက်ဆဲဖို့ကြိုးစားပေမဲ့လည်းဗင်နီကအဲ့ဒီအကြောင်းပြောမခံဘဲညှင်းဆို့လိုက်ပါတယ်။ကဲအပိုင်းရေကန်စကန်မှာတော့ဖီလစ်ကတခြားကလေးတွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းဂရဘာကသူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့သူကတောအုပ်ထဲကိုဖျက်ပြေးခဲ့ရပါတယ်။ဖီလစ်ကဗတော်တဆလဲကြသွားတော့ဂရဘာကအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့သူ့ကိုတားနဲ့ထိုးကတက်ပစ်လိုက်ပါတယ်။ ဲနောက်မှာသူကဖိလစ်ကိုရေကန်နဲ့ပြစ်ချခဲ့ပြီးတော့ရေခဲထဲမှာလည်း W ဆိုတဲ့စာလုံးကိုရေးဆွဲခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂွမ်ကနိုးလာတဲ့အခါမှာတော့ဒါကသူအိမ်မက်မက်နေတာပဲဖြစ်ပါတယ်။ဘုံမီလာတဲ့အခါမှာတော့ဂွမ်ကအင်ရှိတကားကိုဖွင့်လိုက်ပြီးလမ်းတစ်ဖက်မှာထူးဆန်းတဲ့ຢာတစ်ခုကိုမြင်လိုက်ရတယ်လို့ထင်နေခဲ့ပါတယ်။ပင်နီကသူ့ကိုခေါ်လိုက်တဲ့အခါမှာတော့သူကနောက်ထပ်အိပ်ပျော်ပြီးတော့ရှောက်သွားနေကြောင်းပြောခဲ့ပါတယ်။ကွမ်ကအိမ်မစိုးမဲခဲ့ကြောင်းပြောပြဖို့ကြိုးစားခဲ့ပေမဲ့လေဖင်နီကတော့သူ့ကိုအိပ်ရာထဲပြန်ဝင်ခန်းခဲ့ပါတယ်။ ောက်တည့်မှာတော့ကွမ်ကចောင်းစာကြည့်လိုက်မှာတဘာဝလုံးဖြစ်ရတွေ့ကြောင်းသူတည်တနာလုပ်ခဲ့တဲ့အခါမှာတော့တခြားမိန်းကလေးတွေကသူ့ကိုဆုံးမလို့ခေါ်ဝေါ်လောင်မြောင်ခဲ့ကြပါတယ်။ပြောပြီးပဲလက်မှတ်တွေယူလာတဲ့အာနီရောက်လာတဲ့အခါမှာတော့ကွမ်ကဒူးဆန်းတဲ့အရာတွေကိုယုံကြည်တာမိုက်တဲ့အကြောင်းပြောပြီးတော့သူ့ဘွားရဲ့ဆိုင်မှာရောင်းတဲ့တာရော့ကတ်ကလေးတွေကိုပြခဲ့ပါတယ်။ကွမ်ရဲ့အိမ်မက်တွေက Grabber ရဲ့လက်ချက်နဲ့တက်ခံလိုက်ရတဲ့ရုပ်အလောင်းတွေကိုရှာဖွေရမှာအထောက်အကူဖြစ်ခဲ့တယ်ဆိုတာကိုအာနီသိမိခဲ့ပါတယ်။အဲဒါကြောင့်ကွမ်ကအစိမ့်မသက်မသာဖြစ်ခဲ့ပေမဲ့အာနီကတော့ထူးဆန်းတာတွေကိုသဘောကျကြောင်းဝေခံခဲ့ပါတယ် ကျောင်းစင်းတဲ့အခါမှာဖင်ဒီကဆန်ကိုသွားခဲ့တဲ့အခါမှာတော့အများသောဖုန်းမိတံကိုကြားခဲ့ရပါတယ်။သူကဖုန်းကိုကောက်ကန်ပြီးကိုညီလို့မရကြောင်းပြောကချက်ချင်းကိုဖုန်းချလိုက်ပါတယ်။တကယ်တော့အဲ့ဒီဖုန်းကခေါ်မရဘဲနဲ့ပြက်နေတဲ့ဖုန်းဖြစ်နေခဲ့ပါတယ်။ကြားရပန်းရေကန်စကန်းမှာတော့ကယ်ကပွဲတွေမှာပါဝင်ခဲ့ပြီးတော့တငယ်ချင်းတွေအများကြီးရခဲ့ပါတယ်။အညမှာတော့ဂရဘာကတော်ရဲမှာသူ့နောက်ကိုလိုက်ခဲ့ပြီးအသာလေးဖမ်းကပစိမ့်နဲ့သူ့ခန္ဓာကိုယ်ကိုခုတ်ပစ်ခဲ့ပါတယ်။ဂရဘာကသူ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုမီးရှို့ခဲ့ပြီးဂျန်နာရီကိုတော့ရေကန်ထဲကိုပစ်ချလိုက်ပါတယ်။ ကဲဝိညာဉ်ကရေခဲထဲမှာရေးထားတဲ့ W ဆိုတဲ့စာလုံးရဲ့ဘေးမှာ B ဆိုတဲ့စာလုံးကိုပေါ်လာစေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖုံးမီတန်းကြောင့်ကွမ်ကနိုးလာခဲ့ပြီးဒါကနောက်ထပ်အိမ်မဆိုးဖြစ်ကြောင်းသဘောပေါက်သွားပါတယ်။သူကပြင်ထွက်ခဲ့ပြီးကဲရဲ့လောင်းကိုခြံထဲမှာတွေးလိုက်ရတဲ့အခါမှာတော့ထိလန့်တုံလို့သွားရပါတယ်။စိတ်နှောင့်ယှက်ဖြစ်နေတဲ့ကွမ်က Grabby ရဲ့အိမ်ဟောင်းစီကိုစပိတ်စီးသွားပြီးတော့ Brain Box တစ်ခုကနေမြောက်ခန်းကိုဝင်ခဲ့ပါတယ်။အဲ့နေရာမှာဖုန်းတစ်လုံးရှိပြီးသူကကန်လိုက်တဲ့အခါမှာတော့အတိတ်ကဟုတ်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ ဒါကဇလန်းဆဆာကျင်းတို့ကဖြစ်ရတဲ့တူညီနေခဲ့ပါတယ်။ကွမ်ကဟုလည်းသူ့လိုပဲအိမ်မဆိုးတွေကိုမက်ခဲ့ကြောင်းနဲ့အတက်ခံရတဲ့ကလေးတွေကစာလုံးနေစာနံပါတ်တွေကိုထွင်းခဲ့ကြောင်းသိလိုက်ရပါတယ်။သူကပူတိကျင်းနေခဲ့ပေမဲ့လည်းမကြခင်မှာပဲစူညံတန်ကဖုံးကော်ဆုံမှုကိုလွမ်းမိုးသွားပြီးတော့ပြတ်တောက်သွားခဲ့ပါတယ်။ကွမ်ကလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဂရဘာရဲ့အကူဝိညာဉ်ကို မြင်လိုက်ရပြီးတုံ့လှုပ်သွားခဲ့ပါတယ်။မြောက်ခန်းတကားလည်းပွင့်သွားပြီးဖုံးမိလာတဲ့အခါမှာတော့ကွမ်ကဒီနေရာမှာရှိမနေတင်ကြောင်းပြောခဲ့ပါတယ်။ ကာလီကာကနေတရားရောက်ဆင်းလာခဲ့ပေမဲ့လည်းသူညမကိုလိုက်ရှာနေတဲ့ဖင်နီဖြစ်နေခဲ့ပါတယ်။ဂွမ်ကဟုနဲ့စကားပြောခဲ့ကြအောင် ပြောပြခဲ့ပြီးဟုကလည်းသူ့ရဲ့အမိဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ဖင်နီကတော့ဒါကအိမ်မက်လိုပဲထင်ပြီးတော့ထွန်မသွားခင်မြေပြင်ပေါ်မှာဒရိတ်ထွေးခဲ့ပါတယ်။နောက်တစ်မှာတော့ကွမ်ကကက်အေဘန်ရေကန်စကန်ကလက်ကန်းစာဆောင်တစ်ခုကိုတွေ့ရှိခဲ့ပြီးတော့အဲ့ဒီနေရာကိုစုံစမ်းဖို့သွားတဲ့ကြောင်ပြောတဲ့ကြောင်ပြောခဲ့ပေမဲ့ဖီနီကညှင်းဆိုခဲ့ပါတယ် သူတို့ဗီတယ်ရန်ကသူတို့ပြောနေတာကိုကြားလိုက်ရပြီးတော့ကန့်အဗိုင်းရေကန်မှာယင်ကသူမိမအလုံးလုံးခဲ့ဘူးကြောင့်မှတ်မိသွားကပြောပြခဲ့ပါတယ်။အဲ့ဒါပြင်1958ခုနှစ်မှာစကန်းကပိတ်သွားပြီဖြစ်ကြောင်းနဲ့ခရီးယန်စကန်းဆိုတဲ့အယူဆကိုမကြိုက်ကြောင်းသူကပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂွမ်ကအာနီကိုသူနဲ့အတူတူစကန်းကိုသွားဖို့စီရင်နိုင်ခဲ့ပါတယ်။ဖင်နီကအာနီကိုသဘောမကျတဲ့အတွက်သူညီမကိုကာဝယ်ဖို့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့နိုင်နေငယ်ကြာပြီးတဲ့အခါမှာတော့သူတို့ကနင်းတွေဖုံးလွှမ်းနေတဲ့နေရာကိုရောက်လာခဲ့ပြီးတော့လမ်းပေါ်မှာပြစ်ထားတဲ့မတော်တဆမှုတွေကိုလည်းတွေ့မြင်ခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့အရှိကလမ်းကိုမမြင်ရတော့တဲ့အတွက်ဖင်နီကအာနီကိုကားရဲခိုင်းခဲ့ပါတယ်။သူကအရှိကနေပြေးပြီးလမ်းကိုကြည့်နေမှာဖြစ်တဲ့အတွက်ကားကသူ့နောက်ကိုလိုက်ယုံပဲဖြစ်ပါတယ်။ခဏကြာမှာတော့သူတို့ကမက်စတန်နဲ့တွေ့ပြီးမက်စတန်ကလက်နက်တံမီးကိုအသုံးပြုပြီးတော့သူတို့ကိုစကန်းစီလမ်းပြပေးခဲ့ပါတယ်။စကန်းမှာသူတို့သုံးယောက်ကမက်စတန်ရဲ့ဦးလေးလေးဖြစ်မန်နေဂျာလေးဖြစ်တဲ့အာမန်တိုနဲ့တွေ့ဆုံခဲ့ကြပါတယ်။ မုတ်တိုင်းမပြီးမချင်းလမ်းတွေကနင်းတွေကိုဆင်းမှာမဟုတ်တဲ့အတွက်ကလေးတွေကမနှက်ပြန်လာအောင်မှမဟုတ်ကြောင်းသူကရှင်းပြခဲ့ပါတယ်။အဆောင်ကိုသွားမှာတော့ဖီနီယာအများသောဖုန်းတလုံးကိုတွေးခဲ့ပါတယ်။ကွမ်ကိုမေကလေးခန်းကိုပို့ခဲ့ပြီးတော့ဖီနီနဲ့အာနီတို့ကတော့ယောက်ျားလေးအဆောင်ကိုသွားခဲ့ကြရပါတယ်။ဝင်းနန်းတွေကလွဲပြီးဘယ်သူမှမလာသေးတဲ့အတွက်နှစ်ဆောင်လုံးကပလာချင်းကိုဖြစ်နေခဲ့ပါတယ်။ကွမ်တယောက်ချင်းချင်းအိပ်ပျော်သွားပေမဲ့အတိတ်ကအကြောင်းတွေကိုပဲအိမ်မဆိုးမနေခဲ့ပါတယ်။စပိုက်ကစကန်တီဝိုင်းရဲ့အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးသူလည်းအသက်ခံခဲ့ရပါတယ်။ ရေခဲထဲမှာသူ့မျက်နှာနှစ်ချမ်းကွဲမသွားခင်အခြားစာလုံးတွေပေးမှာအိတ်ဆိုတဲ့စာလုံးကိုသူကထပ်ထည့်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲခွန်ကနိုးလာခဲ့ပြီးတော့ဘေးကအိတ်ရအောက်ကနေကုတ်ချစ်တန်တွေကိုကြားခဲ့ရပါတယ်။အပြင်မှာတော့ဗီနီကဆက်လိတောက်နေတော့အများသောဖုံးမီတန်ကိုကြားခဲ့ရပါတယ်။သူကဖုံးစီချောက်သွားတဲ့အခါမှာတော့အတန်ကထပ်ထွက်မလာဘဲနဲ့ဒါပေမဲ့လည်းသူပြန်ထွက်သွားတဲ့အခါမှာတော့ဖုံးကထပ်မီလာခဲ့ပြန်ပါတယ်။ဒီချိန်မှာတော့သူကဖုန်းစီရဲ့ရောက်သွားကမကူညီနိုင်ကြောင်းပြောပြီးတော့ဖုန်းချလိုက်ပါတယ် ဒါပေမဲ့လည်းဖုံးကထက်ကထက်ကမြည်လာခဲ့ပြီးတော့ဖင်းနီထွက်သွားလေလေဖုံးတန်ကပိုမြည်လာလေလေဖြစ်လာခဲ့ပါတယ်။သူကဖုံးကန်လိုက်တဲ့အခါမှာတော့စူညံတန်လေးချားမှာဂရဘာက "Hello ဖင်းနီ"လို့ပြောတာကိုကြားလိုက်ရပါတယ်။ဖင်းနီကချက်ချင်းဖုံးချလိုက်ပြီးမဲ့ဖုံးယုံတကားကပိတ်သွားပြီးတော့ခြေထောက်နဲ့ကန်ဖွင့်လို့လည်းမရခဲ့ပါဘူး။ဖုံးကထက်မြည်လာခဲ့ပြီးတော့ဖင်းနီကလည်းကန်လိုက်တဲ့အခါမှာတော့စကားပြောကွက်ကပြုတ်ချသွားခဲ့ပါတယ်။ဒီနောက်မှာတော့ဂရဘာကငရဲဟာမိတော့တွေမဟုတ်ဘဲနဲ့အေးတက်လို့မျိုးပဲရာကားမှမလောင်ကျွမ်းနိုင်တဲ့အတွက်ရေခဲပဲဖြစ်ကြောင်ပြောခဲ့ပါတယ်။ အိမ်ခန်းထဲပြောင်းတဲ့အခါမှာတော့ဂွမ်ကအိတ်အောက်ကိုစစ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဖီလစ်ကိုတွေးလိုက်ရတဲ့အတွက်ထိတ်လန့်သွားခဲ့ပါတယ်။အမြန်လျှောက်ထွက်သွားခဲ့ပေမဲ့ကေကသူ့ကိုလာတိတဲ့အခါမှာတော့သူ့ရဲ့လက်မောင်းကပူလောင်သွားခဲ့ပါတယ်။ထိတ်လန့်နေတဲ့ဂွမ်ကထွက်သွားဖို့ကြိုးစားနေတုန်းမှပဲကောင်လေးတွေကပုံနီးလာပြီးတော့စပိုက်ကလည်း brain box ကိုဖွင့်ဖို့တွားနေတာကိုမြင်လိုက်ရပါတယ်။သူနောက်ကနေတရားရောက်ပေါ်လာပြီးတော့ brain box ကိုရိုက်ခွဲလိုက်တဲ့အခါမှာတော့စပိုက်ရဲ့မျက်နှာကနှစ်ချံကွဲသွားခဲ့ပါတယ်။နောက်ဆုံးမှာဂွမ်က oil လိုက်တဲ့အခါမှာတော့ဖုံးယုံတကားကပွင့်သွားခဲ့ပါတော့လေ။ ဖင်နီကမင်္ဂလိဆောင်ကိုပြေးသွားပြီးတော့ကွမ်းကိုနိုးပါတယ်။ကွမ်းကစိတ်သက်သာပြီးယူနေပြီလို့ပြောတဲ့အခါမှာတော့ဖင်နီကသူ့ကိုအကောင်းဆုံးချူသားပြီးတော့နှစ်သိမ့်ပေးခဲ့ပါတယ်။အပူလောင်ထားတဲ့တရားကိုစေးတက်ပြီးတဲ့အခါမှာတော့ကွမ်းကတယောက်တည်းမအေးရဲတဲ့အတွက်ဖင်နီရဲ့အရာစီကိုသွားခဲ့ပါတယ်။သူကအိမ်မပြောသေးဘဲနဲ့အိမ်မဆိုးတွေကနေကာကွယ်ပေးဖို့ယေရှုကိုတောင်းပန်ခဲ့ပါတယ်။အာနီကကွမ်းစုတောင်းတာကိုကြားလိုက်ရပြီးတော့သူတို့ကဘာသာရေးကြောင်းပြောဆိုလိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးကဘာသာတရားကိုင်းဆိုင်တဲ့မိသားစုတွေကနေလာခဲ့ကြတဲ့အတွက်နှောင်ခွဲမှုတွေဖြစ်ခဲ့ပါတယ် သူ့မိကလည်းထူးဆန်းတဲ့အိမ်မက်တွေမဲ့ခတ်ပြီးအဲ့ဒါကသူ့ကိုယူတော့သွားစေခဲ့တဲ့အတွက်သူလည်းအဲ့လိုမျိုးဖြစ်သွားမှာကိုကြောက်ကြောင်းကွမ်းကရှင်ပြလိုက်ပါတယ်။အာနီကသူ့ကိုနှစ်သိမ့်ခဲ့ပြီးတော့နေရောက်သားနန်းကနီးမှာပဲဖီနီကသူတို့ကိုနှောက်ရက်ပြီးတော့အိတ်ခိုင်းလိုက်ပါတယ်။မနေရောက်တဲ့အခါမှာတော့ကွမ်းကဖြစ်ပျက်နေတဲ့အရာအားလုံးကိုအာနီကိုပြောပြခဲ့တဲ့အတွက်ဖီနီကသူ့ညမကိုဒေါသထွက်နေခဲ့ပါတယ်။ကွမ်းကအကူအညီလိုအပ်ကြောင်းထောက်ပြခဲ့ပြီးတော့ဒါရီကအိမ်မက်တက်တက်မဟုတ်ဘူးဆိုတာကိုလည်းတက်တည်ပြတဲ့အနေနဲ့သူ့ရဲ့လက်မောင်းပေါ်ကတန်ရာကိုပြသလိုက်ပါတယ်။ မနက်စားစားနေတော့အာမန်တို့ကခွန့်ကိုယောက်ျားလေးဆောင်မှအိတ်ခဲ့တဲ့အတွက်စူပူခဲ့ပြီးစကန်ကောင်းဆောင်ဖြစ်စင်တဲ့ဆိုတာကိုမယုံတဲ့အတွက်သုံးယောက်သားဘာလို့ဒီကိုရောက်လာခဲ့တာလဲလို့မိခဲ့ပါတယ်။အော်တိုမန်ယောက်ကဟူးရဲ့တပ်ပုံကိုပြသလိုက်တဲ့အခါမှာတော့အာမန်တို့ကလည်းစကန်ကောင်းဆောင်တယောက်မှချက်ချင်းမှမိခဲ့ပါတယ်။သူကသူ့ကိုတတိယနေခဲ့ပြီးတော့ခုနှစ်အကြာမှာဟူးကကိုကိုကိုတတ်တည်သွားကြောင်းကြားသိခဲ့ရတော့အလွန်ကိုစိတ်မကောင်းဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။အမန်တို့ကကလေးတွေကိုသူတို့မိသားစုတွေစီကိုဖုန်းခေါ်ဆိုပြီးတော့သူတို့အစဉ်ပြေကြောင်းတီးပြုတ်ဖို့ရုံးခန်းဖုန်းကိုတုံ့ခံခဲ့ပါတယ် ။ဗင်ဒီကအပြင်ကအများသုံးဖုန်းကြောင်းပြောလိုက်တဲ့အခါမှာတော့အာမန်တိုကအဲ့ဒီဖုန်းကဆယ်စုနှစ်တခုကျော်ကလေးကအလုံးမလုံးတော့တဲ့ကြောင်းပြောပြခဲ့ပါဗါး။အမန်တို့ထွက်သွားတဲ့ကံမှာတော့ဗင်ဒီကညာကဖုံးမိခဲ့ကြောင်းနဲ့ grabber ရဲ့အတန်ကိုချားခဲ့ရကြောင်းကွမ်းကိုပြောပြခဲ့ပါတယ်။ရုပ်တရက်အများဆုံးဖုံးကမြည်လာတဲ့ကံမှာတော့ဗင်ဒီကကင်ဖို့ပြေးသွားခဲ့ပါတယ်။စူညာတန်ဒီချားကနေကောင်းလေးတယောက်ရဲ့အတန်ကအေးနေကြောင်းနဲ့သူတို့ကဒီနေရာမှာရှိမနေတင်ကြောင်းပြောခဲ့ပါတယ်။ဘုံယုံရဲ့ဘေးဘက်လေမှာကောင်းလေးရဲ့ဝိညာဉ်တွေပေါ်လာခဲ့ပြီးတော့ဘုံတွေကကောင်းလေးကလည်းကိုညီတောင်းနေခဲ့ပါတယ်။ ဘယ်နီကသူတို့ကိုမမြင်နိုင်ဘဲနဲ့အသေးစိတ်ချက်လက်တွေကိုမေးခဲ့ပေမဲ့ကောင်လေးတွေကတိတ်မမတ်မိခဲ့ကြပါဘူး။ဝိညာဉ်တွေကဘုံယုံကိုထုရိုက်နေခဲ့ကြပြီးတော့ဖီနီကဖုံးချလိုက်တော့မှပဲပျောက်ွယ်သွားခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဒယ်ရင်ကကွမ်းစီကဖုံးရပြီးတော့သူတို့အစဉ်ပြေချောင်းတီးပြူနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်လေသူကနင်းမုံနိုင်ကိုစိုးရိမ်နေတဲ့အတွက်နင်းဖယ်ဖို့ကားတစ်စီးငါဖို့တငယ်ချင်းတယောက်စီကိုဖုံးခေါ်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲကွမ်းနဲ့အာနီတို့ကဝန်ထမ်းတွေဖြစ်ကြတဲ့ကန်နက်နဲ့ဘာဘရာတို့ကိုတွေ့ဆုံခဲ့ပြီးတော့စကန်းရဲ့တမိုင်းချောင်းနဲ့ပတ်သက်တဲ့စာအုပ်တွေရှိလားလို့မေးခဲ့ပါတယ်။ ကနေ့ကသူတို့မှာလကန်းစာဆောင်တွေသာရှိကြောင်းရှင်းပြခဲ့ပေမဲ့ဘာဘရာကတော့ကွမ်အကောင်လေးတွေအိပ်ပြီးချိန်ဆခဲ့တဲ့အတွက်ရိုင်းပြစွာဆက်ဆံခဲ့ပါတယ်။သူတို့နှစ်ယောက်ကလွန်ခဲ့တဲ့နှစ်တွေကတည်ဆုံသွားခဲ့တဲ့ကောင်လေး၃ယောက်ကြောင့်မိတဲ့ခါမှာတော့ခရီးယန်ဘာသာဝင်တွေကဒီလိုကြောက်စရာကောင်းတဲ့ကိစ္စတွေကိုဆွေးနွေးလို့မရှိကြောင်းဘာဘရာကပြောခဲ့ပါတယ်။ကွမ်နဲ့ဘာဘရာတို့ကစကားများခဲ့ကြပြီးတော့ကနေ့ကလည်းကလေးတွေကိုရုံးခန်းကနေထွက်သွားခိုင်းခဲ့ပါတယ်။အဲဒီညမှာတော့ကွမ်ကဟိုတယောက်ဖုန်းပြောနေတဲ့အိမ်မက်ကိုမဲခဲ့ပါတယ်။ ူကအကူအညီတောင်းနေတဲ့တည်ဆုံသွားတဲ့ကောင်းလေး၃ယောက်နဲ့လည်းစကားပြောခဲ့ပါတယ်။ဖီလီယားဝိညာဉ်ကတောအုံနားမှာရှိခဲ့ပြီးတော့ဂွမ်ကလည်းသူ့နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့လည်းအနည်းရောငှက်မွေးတွေကကောင်းငင်ကနေကြာဆင်းလာတဲ့အခါမှာတော့ဝိညာဉ်ကပြောက်ွယ်သွားခဲ့ပါတယ်။ဂွမ်ကအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဖီလီယားကြားခဲ့အင်ကြီးကိုမြေပြင်ပေါ်မှာတွေ့လိုက်ရပြီးစပိုက်ကအနားကနေသူ့ကိုကြည့်နေခဲ့ပါတယ်။ပစိန်တလက်ကတပ်ပင်ပင်စီပေါ်ကျလာခဲ့ပြီးတော့သွေးတွေလည်းထွက်လာခဲ့ပါတယ်။ထူးဆန်းတဲ့ဇူညာန်တန်တကူကြောင့်ဂွမ်ကနိုးလာပြီးတော့အဆောင်တကားပိတ်သွားတာကိုမြင်လိုက်ရပါတယ်။ ခဏကြာတော့သူ့ကိုစိုက်ကြည့်နေတဲ့သူ့မိကိုလည်းသူကမြင်လိုက်ရပါတယ်။ကွမ်ကပြင်ထွက်ခဲ့ပြီးတော့ဖီလစ်ကိုတွေ့လိုက်ရတဲ့အခါမှာတော့နောက်ကနေလိုက်သွားခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဖုန်းမြေတန်းကြောင့်ဖီနီကနိုးလာခဲ့ပါတယ်။သူကအာနီကိုနိုးခဲ့ပြီးဖုန်းပြောနေတော့မှပဲသူညီမကိုကာကွယ်ပေးဖို့ပြောခဲ့ပါတယ်။ကွမ်ကဖီနီတို့ကိုမြင်ခဲ့ပေမဲ့လည်းဖီလစ်နောက်ကိုဆက်လိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖီနီကဖုန်းထဲကနေကရဘာရဲ့တန်ကိုကြားခဲ့ပေမဲ့လည်းဖုန်းယုံနာကသူ့ရဲ့ဝိညာဉ်ကိုတော့မမြင်ခဲ့ရပါဘူး။ ဖီနီကသူ့ကိုယ်ကိုတတ်မြောင်လုပ်ခဲ့တဲ့အတွက်ဖီနီချစ်တဲ့အရာအလုံးကိုဖြစ်စီပြီးတော့လက်စားချေဖို့ပြန်လာခဲ့တာဖြစ်ကြောင်းဂရဘာကရှင်းပြခဲ့ပါတယ်။အာနီကမင်းကလေးဆောင်တဲ့ကိုဝင်လာခဲ့ပေမဲ့လည်းဘသူမှမရှိတဲ့အခါမှာတော့ဝန်ထမ်းတွေကိုကူညီတောင်းဖို့အပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်။ဝီလကကွန်းကိုသမီးစားကန်းတွေကိုခေါ်သွားဖို့မိဖို့ကြောင့်လည်းကလင်းအောင်နောက်ကိုလိုက်သွားတဲ့အခါမှာတော့မိဖို့ပွင့်လာကမိတော့အုပ်တွေလည်းထွက်လာခဲ့ပါတယ်။မိဖို့တွေကပစ္စည်းတွေပြုတ်ကြလာခဲ့ပြီးတော့အဲ့ဒီတန်းကြောင့်ပဲလူကြီးတွေကတတိထားမိသွားကကွမ်ရှိယာကိုပြေးလာခဲ့ကြပါတော့တယ်။ ါပေမဲ့ယုတ်တည်းရဲ့ grabber ရဲ့ဝိညာဉ်ကလည်းအရေးထဲကနေထွက်ပေါ်လာပြီးတော့ပစိမ်းတဲ့ကွန်းကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒါကြောင့်ကွန်းကသူ့ကိုယ်သူကာကွယ်ဖို့အတွက်အကောင်းဆုံးစူးစမ်းခဲ့ရပါတယ်။ဒီနောက်မှာတော့ grabber ကသူ့ကိုလဲကျသွားအောင်ကပတ်နဲ့သူ့ခြေတော်တွေကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းကွန်းကပစိမ်းကိုတားလိုက်တဲ့အခါမှာတော့ grabber ကသူ့ကိုလည်းပဲညစ်ဖို့စူးစမ်းခဲ့ပါတယ်။လူကြီးတွေနဲ့အာနီတို့ကမိဖို့ကြောင့်တဲ့ကိုရောက်လာကမြေပြင်ပေါ်မှာရုန်းကန်နေတဲ့ကွန်းကိုတွေ့ခဲ့ရပေမဲ့သူတို့က grabber ကိုမပြစ်နိုင်ခဲ့ကြပါဘူး။ ယုဒိယခွန်ရဲ့ခန္ဓာကိုယ်ကနယံကိုစောင့်မိသွားပြီးတော့ဖင်နီကလည်းဘာဘရာရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အတွက်ပြေးသွားခဲ့ပါတယ်။ခွန်တယောက်စပွဲပေါ်ပြစ်တင်ခံရပြီးတော့လေထဲမှာအလဲခံရကမီဘိုရီစီကိုတွန်းထုတ်ခံလိုက်ရပါတယ်။အာနီကသူ့ရဲ့ခြေထောက်တွေကိုဆုပ်ကန်ပြီးတော့ရအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့လူကြီးတွေကသူ့ကိုကူညီဖို့ကြိုးစားတဲ့အခါမှာတော့စင်ဘော်ကအရာဝတ္ထုတွေကသူတို့ကိုတိုက်ခိုက်ဖို့လွင့်ပြန်လာပါတော့။မစ္စတန်တယောက်ပစ္စည်းတွေကိုရှောင်နှိမ့်ပြီးတော့ခွန်ကိုပြန်ဆွဲထုတ်ဖို့အာနီကိုကူညီခဲ့ပါတယ်။ အဲဒီချိန်မှာပဲဖင်နီရောက်လာတဲ့အခါမှာတော့ grabber ကကွန့်ကိုလွတ်ပေးပြီးတော့အရေးထဲကိုဝင်ရောက်ဖြောက်ခွေသွားခဲ့ပါတယ်။ဖင်နီကကွန့်ကိုနှိုးပြီးတော့အကုန်လုံးကဖျားเจ้าမှာစူဝေးခဲ့ကြပြီးကွန့်ကအိမ်မက်ထဲမှာတွေ့ခဲ့ရတဲ့ကောင်လေးတွေအကြောင်းကိုပြောပြခဲ့ပါတယ်။အာမန်တို့ကကောင်လေးတွေကိုမှတ်မိနေခဲ့ပြီးတော့သူတို့ကိုရှာဖွေနေစေဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူကစကန်ပိတ်ခဲ့တဲ့နောက်ဆုံးနှစ်ကတပ်ပုံတပုံကိုသူတို့ကိုပြသလိုက်ပါတယ်။ဟူကစကန်ခေါင်းဆောင်တွေထဲမှာပါဝင်နေပြီးတော့ဖင်နီကဝန်ထမ်းတွေက grabber ကိုမှတ်မိသွားခဲ့ပါတယ်။ တုံလုံးနေတဲ့အာမန်တို့ကသူကကန်ထရိုက်သမားတယောက်ဖြစ်ပြီးတနတ်သမားတယောက်လိုခပတ်ဝစ်စင်နဲ့ YB ဟစ်ကောက်လိုနာမည်ပြောင်းပေးထားကြောင်းရှင်းပြခဲ့ပါတယ်။ကွမ်က YB ဟစ်ကောက်ရဲ့တူကောက်စာလုံးတွေဟာအိမ်မက်ထဲကတွေ့ခဲ့ရတဲ့စာလုံးတွေနဲ့ကိုက်ညီကြောင်းသိလိုက်ရပြီးတော့ Grabber ကဒီနေရာမှာလူသတ်မှုတွေကိုစတင်ခဲ့တာဖြစ်နိုင်ကြောင်းကိုလည်းသုံးသပ်ခဲ့ပါတယ်။အာမန်တို့က၄နှစ်ကလေးကစကမ်းမှာထူးဆန်းတဲ့အရာတွေစတင်ဖြစ်ဖြစ်ခဲ့ကြောင်းမှတ်မိသွားခဲ့ပြီးတော့ဖီနီကလည်းသူ Grabber ကိုတတ်ခဲ့တဲ့အချိန်ဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ တကယ်တော့ grabber ရဲ့ဝိညာဉ်ကလွံ့မြောက်သွားပြီးတော့ဒီကိုရောက်လာတာပဲဖြစ်ပါတယ်။ဝိညာဉ်ကငြိမ်းချမ်းမှုမရသေးတဲ့အတွက် grabber ကတားကောင်းနေရဲ့အကြောင်းရင်းမှုတွေကနေဆွဲအားကိုဆွဲယူနိုင်တာဖြစ်ကြောင်းကွမ်ကသီအိုရီထုတ်ခဲ့ပါတယ်။အဲဒါကြောင့်သူတို့ကကောင်လေးတွေရဲ့ယုံတောင်းတွေကိုရှာဖွေပြီးတော့သူတို့ကိုလွှတ်ပေးရမှာပဲဖြစ်ပါတယ်။လူသက်မှုတွေဖြစ်ပွားချိန်မှာရေကန်တွေကရေတွေကခဲနေခဲ့တဲ့အတွက်ရဲတွေကရေကန်တွေကိုမရှာဖွေဘဲနဲ့ကျော်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒါမဲ့အမန်တို့ကပြီးမှရေခဲပြင်း၅ဖန်းကျင်းအတွက်ပစ္စည်းကရိယာတွေရှိခဲ့ပြီးအပေါက်တွေဖောင်းနိုင်ခဲ့ကြောင်းကိုလည်းမှတ်ရသွားခဲ့ပါတယ်။သူတို့အဖွဲ့ကမနေ့ကင်းမှရေကန်ကိုသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အမန်တို့ကကောင်လေးတွေရဲ့တပ်ပုံကိုယူဖို့သူ့ရုံးခန်းကိုသွားခဲ့ပြီးထူးဆန်းတဲ့အတန်းတစ်ခုကိုလည်းကြားခဲ့ရပါတယ်။သူကအပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့နှင်းလူသားတစ်ယောက်ကိုတွေ့ခဲ့ပေမဲ့မက်စတန်လှုပ်ထားတာလို့ပဲထင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူ့ရဲ့ရေဒီယိုကစူညံတန်တွေထွက်လာခဲ့ပြီးတော့ဂရဘာရဲ့အတန်းကလည်းငါ့ကိုကိုမင်းသက်ခိုင်းခဲ့တာလားလို့မေးလိုက်ပါတယ်။ အမန်တို့ကကောင်းလေးတွေကိုထာဝရပိတ်မိနေအောင်မထားနိုင်ကြောင်ပြောလိုက်တဲ့အခါမှာတော့မိတွေပိတ်သွားခဲ့ပါလို့လေသူကလက်နေတံမိကိုဂိုင်းလိုက်တဲ့အခါမှာတော့ဖြတ်ကနေတံတစ်ခုကိုကြားခဲ့ရပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘရင်းပေါက်ပေါ်မှာသွေးစိုးနေတဲ့နှင်းနေနဲ့လှုပ်ထားတဲ့ခရပားရဲ့မျက်နှာကုန်းကိုတွေ့လိုက်ရပါတယ်ဗီဒီယိုကအတန်ကမင်းကိုနာကျင်အောင်လုပ်မယ်လို့ပြောခဲ့ပြီးအမန်တို့ကတော့ကောင်းလေးတွေကိုပြန်ကုန်မှာဖြစ်ကြောင်းပြောကာအတန်ကိုဘီလို့ခေါ်ခဲ့ပါတယ်ခရပားကသူ့နာမည်မဟုတ်ကြောင်းဒေါသတကြီးနဲ့ပြောကာဘရင်းပေါက်ကိုထုတ်ရိုက်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ် ။မနေ့ရက်တဲ့အခါမှာတော့သူတို့ဘက်ကရေကန်တစ်ခုလုံးကိုရှာဖွေခဲ့ကြပေမဲ့လည်းဘာမှမတွေ့ခဲ့ကြပါဘူး။ညနေပိုင်းမှာတော့ဖင်နီနဲ့အာနီတို့ကကွမ်းကိုနောက်ထပ်အိမ်မဆိုးမက်ခဲ့ရင်တတိထားမိအောင်လို့သူ့အိမ်နေတုန်းတလဲစီစောင့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီနောက်မှာတော့ကွမ်းကဘီလီဆိုတဲ့သတင်းစာပို့သမားကောင်လေးကြောင့်အိမ်မက်မဲ့ပါတော့တယ်။သူကအလုံးလုံးနေတုန်း grabber ကသူ့ကိုကားနဲ့နဲ့ပြန်ပြီးဆွဲသွားခဲ့တာပဲဖြစ်ပါတယ်။ကံမောင်းစွာနေပဲသူကမြို့ထဲမှာ grabber ရဲ့ပထမဆုံးသားကောင်ဖြစ်သွားခဲ့တာပါ။ အဲ့ဒါကိုဟိုးကသူ့ရဲ့အိမ်မက်ထဲမှာတွေ့ခဲ့ရတဲ့အခါမှာတော့ grabber ကိုစကန်းကဝိုင်းပြီးဖြစ်မှတ်မိနေခဲ့ပါတယ်။တကယ်ကဘာမှာတော့ကွမ်ကအိပ်ပျော်နေနေရှောက်သွားခဲ့ပေမဲ့လည်းအာနီကသူ့ကိုအိပ်ရာစီပြန်ဖို့ပေးခဲ့ပါတယ်။အိမ်မက်ကလည်းစက်မှတ်နေခဲ့ပြီးကွမ်တယောက်သူ့မိအိပ်ရာကနေထားသွားတာကိုကြည့်နေခဲ့ပါတယ်။သူက grabber ရဲ့အိမ်ကိုသွားနေတဲ့သူ့မိနောက်ကိုလိုက်ခဲ့ပြီးတော့ဟိုးကမြောက်ခန်းထဲမှာကလေးတယောက်ကိုလည်းတွေ့ခဲ့ပါတယ်။သူကရဲကိုဖုန်းခေါ်ရအောင်ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့လည်း grabber ကသူ့ကိုဖမ်းဆီးပြီးတော့ဖန်ကားပေါ်ကိုဆွဲခေါ်သွားခဲ့ပါတယ်။ အဲဒီချိန်မှာပဲဝိညာဉ်ကရဘာလည်းပေါ်လာခဲ့ပြီးတော့ကွမ်ဂိုဘာကားပေါ်တက်ခိုင်းခဲ့ပါတယ်။ဘောင်းပေါင်းနေတော့မှာပဲဝိညာဉ်ကရဘာကအဆုံးမတက်ခင်အမှန်တရားကိုသိစေချင်တဲ့အတွက်သူ့ကိုခေါ်လာခဲ့ကြောင်းကွမ်ဂိုပြောခဲ့ပါတယ်။ဘန်ကားကကွမ်ရဲ့အိမ်မှာရပ်သွားခဲ့ပြီးတော့သူ့မိရဲ့ယုံလောင်းကိုကားကိုယ်တော်ထဲမှာချိန်ဆွဲထားတာကိုလည်းတွေ့ခဲ့ရပါတယ်။ဟူကကိုကိုကိုတေချောင်းကြံစီခဲ့တာမျိုးပဲနဲ့ကရဘာကသူ့မကိုတတ်ပြီးတော့ကျိုးဆွဲချတည်ခဲ့တယ်လို့မျိုးပုံပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဝမ်ကငိုယိုနေတော့မှာပဲဒယ်ရင်ကဆုံးသွားတဲ့သူစနီးကိုတွေ့ခဲ့ပြီးတော့ယူကျုံမြပူလုံးကြွဖြစ်သွားခဲ့ရပါတယ်။ grabber ကပစိန်ကိုထုတ်လိုက်တဲ့အခါမှာတော့ဂွမ်ကအိမ်ထဲမှာပတ်ပြေးခဲ့ပြီးတော့လေကားပေါ်တက်ခဲ့ပေမဲ့လည်း grabber ရဲ့မြောက်ခန်းထဲမှာလမ်းဆုံးသွားခဲ့ပါတယ်။ပုံမြင်လာတဲ့အခါမှာတော့ဂွမ်ကဂိုင်းလိုက်ပြီးတော့ Philip ကလည်းသူ့ကိုပုံမို့ပြောတာကိုကြားခဲ့ရပါတယ်။သူကရီချိုးကန်းနဲ့ပြေးသွားခဲ့ပြီးနန်တဲကပေါ့တခုကိုတွေ့တဲ့အခါမှာတော့ဝင်သွားကတကားတစ်ချက်ရှိကိုလည်းရောက်သွားခဲ့ပါတယ်။ ။ဂွမ်ကအဲ့ဒီတကားကိုထူရိုက်ခဲ့ပေမဲ့လည်းမပွင့်ခဲ့ဘဲနဲ့ဂရဘာကပစိမ်းနဲ့သူ့ရဲ့လက်မောင်းကိုခိုးလိုက်ပါတယ်။အဲ့ဒါကြောင့်တကယ်ကဘာမှလည်းသူကသွေးတွေထွက်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့တခြားသူတွေကိုတတိပေးခဲ့ပေမဲ့လည်းသူတို့ကသူ့ကိုနှိုးလို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့ဂွမ်ကတကားကိုဖွင့်လိုက်နိုင်ခဲ့ပြီးတော့ပြင်မာဖီလစ်ကိုတွေ့တဲ့အခါမှာတော့ထွက်လာခဲ့ပါတယ်။သူကရေကန်စီကိုပြေးသွားနေတော့ဖီလက်ကတကားပိတ်ခဲ့ပြီးတော့သူ့တငယ်ချင်းတွေကလည်းသူ့ကိုနှိုးဖို့ကြိုးစားရင်းနဲ့အော်ခေါ်နေတာကိုကြားခဲ့ရပါတယ် အမန်တို့ကရေကန်တဲကိုရှာဖွေနေနဲ့နောက်ဆုံးမှာဖီလီရဲ့ယုံလောင်းကိုရှာတွေ့ခဲ့ပြီးတော့ရေခဲကိုလည်းရိုက်ခွဲခဲ့ပါတယ်။ဂျိုဒီအများဆုံးဖုန်းကကွမ်နာမှာပေါ်လာပြီးတော့မိလာပါတယ်။အဲဒါကြောင့်သူကဂိုင်းလိုက်ပြီးတော့ဂရဘာကသူ့ဆွမ်းအားကိုယူဖို့စူးစမ်းနေတဲ့သူတွေစီကနေသူ့ကိုယ်သူကာကွယ်ရမယ့်အကြောင်းပြောတာကိုကြားခဲ့ရပါတယ်။အဲဒီနောက်မှာဂရဘာကအမန်တို့နောက်ကနေပေါ်လာပြီးတော့ရေခဲကိုခွဲပါတော့တယ်။ကွမ်ကအမန်တို့ကိုကူညီခြင်းပေမဲ့လည်းသူမှဖုန်းယုံကိုဖွင့်လို့မရခဲ့ပါဘူး။ ရေခဲကကွဲသွားတဲ့အခါမှာတော့အာမန်တိုကရေခဲနေတဲ့ရေထဲကိုပြုတ်ချသွားခဲ့ပါတယ်။သူကပြန်တက်ဖို့ကြိုးစားတဲ့အခါမှာတော့ဂရဘာကသူ့ချက်တော့နဲ့ကန်ချခဲ့ပါတယ်။ဂွမ်ကအိမ်မက်ထဲမှာဖုန်းယုံတကားကိုထိုးပွင့်နေတော့မှပဲတကယ့်ကဘာမှာတော့ဖင်နီကိုထိုးမိခဲ့ပါတယ်။အဲဒီတော့မှာတော့ဂရဘာကမန်ကိုရိုက်ခွဲပြီးတော့ဖုန်းကြိုးကိုဆွဲယူကာဂွမ်ကိုလည်းလဲပဲညစ်တက်ခဲ့ပါတယ်။သူကသူ့ရဲ့ခန္ဓာကိုယ်ကိုဆွဲမလိုက်ပြီးဂျင်းလိုလက်ပစ်ခဲ့ပါတယ်။အဲဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအီကန်ထဲမှာလည်းလဲသွားခဲ့ပါတယ်။ သွေးတွေကနေရာနဲ့ဆင်းသွားပြီးတော့ကောင်းလေးတွေကလည်းသူ့ကိုထိန်းထားခဲ့ကြပါတယ်။မစ္စတာကသူ့ရဲ့မျက်နှာကိုရေခဲနဲ့ပက်ခဲ့ပေမဲ့လည်းသူကနိုးမလာခဲ့တဲ့အခါမှာတော့သူတို့ကကွန်းကိုပြန်တိုက်ခိုက်ဖို့အားပေးခဲ့ကြပါတယ်။အိမ်မက်ထဲမှာတော့ကွန်းကဖုန်းထဲကသူ့ရဲ့အတန်းတွေကိုကြားခဲ့ရပြီးတော့အာရုံစိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့လက်ချက်နဲ့ဖုန်းယုံပေါက်ကွဲသွားပြီးတော့ကရဘာကိုလည်းနောက်ပြန်လွတ်ထွက်သွားစေခဲ့ပါတယ်။ ကွမ်ကားအီမေးလ်ထဲမှာလည်းစွမ်းအားရှိကြောင်းထုတ်ပြောခဲ့ပြီးတော့ပြန်ထလာတဲ့ Grabber ကိုလည်းကောင်းနေတိုက်ခဲ့ပါတယ်။အရင်တော့မှတော့ကွမ်ကနိုးလာခဲ့ပြီးတော့အကုန်လုံးကရေကန်စီကိုပြေးသွားကအမန်တို့ကိုချိန်မီကယ်တင်နိုင်ခဲ့ကြပါတယ်။သူကပီလစ်ကိုတွေးခဲ့ကြောင်းဒီပြုတ်ခဲ့ပြီးသူတို့အဖွဲ့ကလည်းတခြားကောင်လေးနှစ်ယောက်ကိုရှာဖို့မနက်ခင်းမှပြန်လာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။စကန်ကိုပြန်ရောက်တဲ့အခါမှာတော့ဒယ်ရင်းကနှင်းရှင်းတဲ့ကားနဲ့ရောက်လာတာကိုတွေ့လိုက်ရပြီးတော့အံ့အားတင်သွားခဲ့ကြပါတယ်။ဗင်နီကသူ့ဘေးနဲ့အတူပြန်ထွက်သွားခြင်းခဲ့ပေမဲ့လည်းကွမ်ကတော့ဒီကိစ္စကိုဆုံးသက်ခြင်းနဲ့အတွက်ညှင်းဆူလိုက်ပါတယ်။ သူတို့ကစကားများခဲ့ကြပြီးဂွမ်ကလည်းစိတ်တန်ရာကိုတက်တာလောင်လို့ကုသရမယ်စာလက်လျူရှုခဲ့တဲ့အတွက်ဖင်နီနဲ့အာနီတို့ကိုပြစ်တင်ခဲ့ပါတယ်။သူကဟိုတယောက်ဘာဖြစ်ခဲ့တာလဲဆိုတာကိုအမှန်တိုင်းပြောပြခဲ့ပြီးတော့အဲဒါကြောင့်သူတို့ကထွန်မသွားဘဲနဲ့ဆက်နေခဲ့ကြပါတယ်။သူတို့ဘက်ကနောက်တစ်ရက်မှာတော့တဏီကုံလုံးကောင်းလေးနှစ်ယောက်ရဲ့အလောင်းကိုရှာဖွေခဲ့ကြပေမဲ့လည်းချင်းဒီပဲဖြစ်ခဲ့ရပါတယ်။ရုတ်တရက်ကွမ်ကအိပ်ပျော်သွားပြီးတော့ဂရဘာကလည်းရေကန်ပေါ်မှာစကိတ်စီးနဲ့ပေါ်လာခဲ့ပါတယ်။ကွမ်ကထွက်ပြေးဖို့ကြိုးစားရင်းနဲ့ပေါက်ထဲပြုတ်ကျသွားတဲ့အခါမှာတော့သူ့ရဲ့တကယ့်ခန္ဓာကိုယ်လည်းရေရီဆူသွားခဲ့ပါတယ် ဂရဘာကကန်တက်ကိုပစိမ့်နဲ့ရိုက်ပြီးတော့ရေကန်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။တကယ်ကမှမှလည်းအဲ့လိုမျိုးလိုက်ဖြစ်နေခဲ့ပါတယ်။ကန်တက်ရဲ့ခန္ဓာကိုယ်ဟာဘာဘရာကိုတိုက်မိသွားတဲ့အခါမှာတော့ဘာဘရာကလဲကျသွားခဲ့ပြီးသူ့ရဲ့မျက်နှာကလည်းရေကန်နဲ့ရိုက်မိခဲ့ပါတယ်။ဂရဘာကဘာဘရာနဲ့ကန်တက်ကိုပစိမ့်နဲ့ခုန်နေတုန်းမှပဲကွမ်ကကြောက်မှစီပိုင်းတွေကိုတွေ့ခဲ့ပါတယ်။သူကအဲ့အရာတွေကိုကန်လိုက်တဲ့အခါမှာတော့နောက်ဆုံးမှာကောင်းလေးမျိုးရဲ့ယုံလောင်းတွေကိုအထဲမှာတွေ့ခဲ့ရပါတော့တယ် ရဘာကအပေါက်ပက်လေကရေခဲတွေကိုရိုက်ခွဲလိုက်တဲ့အခါမှာတော့ကယ်ဆယ်ရေးကျိုးကလည်းရေထဲကိုပြုတ်ချသွားခဲ့ပါဗျ။အဲနောက်ဂရဘာကဗီနီရဲ့လေဘင်းကိုခပတ်နဲ့ညစ်ဖို့ခုန်လိုက်ပြီးသူ့ကိုလေဘင်းညစ်ပါလို့ရတယ်။တယ်ရန်ကရေထဲခုန်ဆင်းပြီးတော့စီပိုင်းတွေကိုပေါ်ယူလာဖို့ကွမ်းကိုကူညီခဲ့ပါဗျ။ဒီချိန်ထဲမှာပဲဗီနီကဂရဘာကိုတွန်းထုတ်လိုက်ပါဗျ။အခုတော့ကွမ်းကဆူတောင်းခဲ့ပြီးတော့နောက်ဆုံးမှာတော့ကောင်လေးတွေရဲ့ဝိညာဉ်တွေကိုလွတ်မြောက်စေခဲ့ပါဗျ။အိမ်မေထဲမှာယုံလောင်းတွေကရေခဲတွေကနေထွက်လာခဲ့ပြီးတော့ဂရဘာရဲ့ခြေချင်းဝက်ကိုကန်လိုက်တဲ့အခါမှာတော့ဂရဘာတယောက်လဲကျသွားခဲ့ပါဗျ။ ီနောက်မှာတော့ဝိညာဉ်သုံးကောင်ကသူလန်းကိုပိတ်ဆို့ခဲ့ပြီးတော့ကွမ်ကလည်းမျက်နှာဖုံးကိုမဖယ်ခင်ပစိမ့်နဲ့ဂရဘာကောင်းကိုရိုက်ခဲ့ပါတယ်ရဘာကထိတ်လန့်သွားတဲ့ချိန်မှာတော့ဖီနီကသူ့နောက်ကနေပေါ်လာပြီးတော့သူကောင်းကိုရေခဲပြင်နဲ့ထက်ကထက်ကကိုစောင့်မာတော့ရေး။ကွမ်ကယိုးစုရဲ့လက်ကနေလွတ်အောင်ဂရဘာရဲ့ခြေရောက်ကိုခုတ်ပြတ်ခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းရေကန်လေးကိုပစ်ချခဲ့ပါရေး။အဲဒီမှာကောင်လေး၃ယောက်ကလည်းသူ့ကိုတွန်းချလိုက်တဲ့အခါမှာတော့ဂရဘာကထောက်ရတည်ဆုံသွားခဲ့ပါရေး။ကွမ်တယောက်နိုးလာတဲ့အခါမှာတော့အာနီကိုနမ်းပါတော့ရေး။ နောက်ကမ်းမှာတော့စကမ်းမှာအာမန်တို့ကကောင်လေးတွေရဲ့မိသားစုတွေကိုဖုန်းခေါ်ဆိုပြီးတော့ရုပ်လောင်းတွေကိုတွေ့ပြီးဖြစ်ကြောင်းတည်ပြခဲ့ရပါတယ်။ဂွန်တယောက်အများဆုံးဖုန်းမိတန်ကိုကြားခဲ့ရတဲ့အတွက်ခံလိုက်တဲ့အခါမှာတော့သူ့မိကကလေးတွေကိုကယ်တင်ခဲ့တဲ့အတွက်ခုံပြူနေခဲ့ပါတယ်။အိမ်မက်တွေကဂျင်းသားမဟုတ်ကြောင်းဟိုကရှင်းပြခဲ့ပြီးတော့သူ့ကလေးတွေကိုချစ်ကြောင်းပြောကဖုန်းချလိုက်ပါတယ်။သူ့မိရဲ့မာစကားကိုဂွန်ကဖင်းတွေကိုတဆင့်ပြန်ပြောပြခဲ့ပြီးနောက်ဆုံးမှာတော့မောင်နှမနှစ်ယောက်ကလည်းသူ့ကိုပေးနေတဲ့သူစကမ်းကနေထွက်သွားခဲ့ကြပါတယ်ခင်ဗျာ။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မေ့ပါနဲ့နော်။စုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။